င်္ဂလာပါရှင်အခြေခံတရုပ်စကားပြောအတွက် ကျမတို့ကပီးဆိုတဲ့အတုံးကလေးကိုတည်ထားဖို့အတွက်လိုပါတယ်အဲ့တော့ကျမတို့ကဒီသင်ခန်းစာမှာပီးကိုအတင်းအကျပ်လောက်ခိုင်းနေအတင်းအကျပ်ဖိအားပေးတယ်အဲ့ဒီအနေနဲ့လေ့လာကြမယ်နော်ကျမဒီမှာရေးထားတဲ့ ပါပါပြီးဝအဖေကငါ့ကိုအတင်းကျပ်ခိုင်းတယ်။ဘာလို့ခိုင်းလဲဆိုရင်ရွှဲရှည်လိလာခိုင်းတယ်။ယူရန်ဘာသာစကားကိုအတင်းအကျပ်ပဲလိလာခိုင်းတယ်။စိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေအဖေကငါ့ကိုအတင်းအကျပ်ခိုင်းတယ်။ရမယ်နော်။နောက်တစ်ခုလေးရေးထားတယ်။လောင်ပန်ပြီးရွမ်ကောင်းလောင်ပန်ကဝင်းနေနေကိုအတင်းအကျပ်ပဲကြာပန်း အချိန်မို့စင်းခိုင်းနေဝန်ထမ်းတွေစင်းကျင်သည်ဖြစ်စေမစင်းစင်သည်ဖြစ်စေလောက်ပံကအသိဉာဏ်စီခိုင်းနေအသိဉာဏ်အကျက်လောက်ခိုင်းနေရမယ်နော်အဲ့တော့ကျမတို့တွေကတစုံတစ်ယောက်ကကိုယ့်ကိုအသိဉာဏ်လောက်ခိုင်းတဲ့ကိစ္စတွေကိုအခုလိုမျိုးပုံစံလေးရေးလို့ရတယ်ဥပမာ လောက်ပံကခိုင်းနေဆိုရင် လောက်ပံပေါ့လောက်ပံပြီးဝနောက်ကနေကိုယ့်ကိုလောက်ခိုင်းတဲ့ကိစ္စတွေဒီလိုမျိုးရေးမှာနော်ဒီ ဘိုးရောက်ပြီးသားအဲ့တော့မင်းတို့အတင်းကျပ်ကြီးမခိုင်းနဲ့ကျော့ကျေဖန်工作工作ကအလုပ်ကိုပြောတယ်ဖန်က工作ရဲ့အမရှာဝက်အဲ့ဒီအလုပ်ကိုသူ့အတင်းကျပ်ကြီးမခိုင်းနဲ့ရမယ်နော်